တကောက်လေးဒီလိုမျိုးကြုံမှုကြနိုင်မယ်ထင်ပါတယ်။စာကြည့်စပွဲမှာတိုင်ပြီးတော့ကိုကိုကိုဒီနေ့တော့ငါအာယုံဆက်မှရမယ်လို့ပြောတယ်။ဒါပေမဲ့တနင်္လာတော့ကြာသွားတယ်။မဆုတစ်ချောင်းတစ်ချောင်းပဲရေးလိုက်ရတယ်။ဘာကြောင့်မှမသိ TikTok တဲ့ရောက်သွားပြီးတော့ short video စေကူလောက်ကြည့်နေမိတယ်။အဲ့လိုကြုံမှုရမလား။အမှန်တော့ဒါအတင်ပြင်းနေလို့မဟုတ်ပါဘူး။တင်းမှာစိတ်တဲ့အင်အားမရှိလို့လည်းမဟုတ်ပါဘူး။တကယ်အကြောင်းရင်းကအုံနောက်ကိုသူ့ရဲ့အကောင်းဆုံးအလွန်လွတ်တဲ့နေလန်တိုင်းမတွန်းလိုက်ရလို့ပါ။ စိတ်ပညာသူကိသနာတွေဟာအာယုံဆိုင်မှုနဲ့တင်ယုံမှုထိရောက်မှုဆိုတာအတင်းကျပ်လို့တာဒါမှမဟုတ်အသေးအတန်စူးစမ်းတာမျိုးမဟုတ်ပါဘူးလို့သိပ္ပံနည်းကြအခြေခံမှုတချို့ကိုနားလည်လိုက်ရုံနဲ့တိုးတက်လာအောင်လုပ်လို့ရပါတယ်ဒီနေ့မှာတော့လေးလာမှုမှာကျိုးရှိမဲ့စိတ်ပညာဆိုင်ရာသဘောတရားခုနှစ်ခုကိုမျှဝေပေးခြင်းပါတယ်ရှုပ်ထွေးတဲ့ theory ကြီးတွေမဟုတ်ပဲနဲ့လက်တွေ့သုံးလို့ရတဲ့တရိယာတွေဒါရီကိုသုံးချလိုက်မယ်ဆိုရင်တင်မှုကပုံမှုပြီးတော့ထိရောက်ပြီးတော့ပူချရှိခံပြီးတော့ ညှော်လိမထားတဲ့ဒီလွယ်ကူသွားတာကိုသတိထားမိလာပါလိမ့်မယ်။စားလိုက်ကြအောင်။နံပါတ်1ကတော့ Cocktail Party Effect ပါ။တဲ့ပါတီဘယ်တစ်ခုမှရောက်နေတယ်လို့စိတ်ကူးကြည့်လိုက်ပါ။တချင်းတန်တွေကကျဲလောင်နေတယ်။လူတွေကနေရာတစ်ခါမှစကားရဲ့ချင်းပြောနေကြတယ်။အတန်တွေကနေရာနဲ့ကနေရောနှောပေါင်းဆက်ပြီးတော့နားထဲကိုရောက်လာကြတယ်။ဒါပေမဲ့ရုတ်တရက်တယောက်ယောက်ကတင့်နေမယ်ကိုခေါ်လိုက်တဲ့အခါချက်ချင်းဆိုတလို့ပဲတင်ကြားလိုက်တယ်။အဲ့ဒါကို Cocktail Party Effect လို့ခေါ်ပါတယ်။ဒါကဘာကိုပြောတာလဲဆိုတော့ ျွန်တော်အုံတော့မှာကိုနဲ့ဆိုင်တဲ့အချက်လက်ကိုသတိပြုမိဖို့အတွက်တဘာဝတိုင်းအလူလျောက်စစ်ထုတ်ပေးတဲ့စနစ်ရှိတယ်ဆိုတော့ပါဒါဆိုဒီအောင်ကတင်ယူမှုအတွက်ဘလို့အသေးပေတဲ့အောင်လဲတင်တင်ယူမှုစူးစမ်းနေတဲ့အသိပညာတခုဟာတိုင်းနဲ့ပတ်သက်မှုမရှိဘူးဆိုရင် အုံတော့ကသူ့ကိုတာမန်စူညာတဲ့တခုလိုမျိုးပဲသဘောထားလေးရှိပါတယ်ဒါပေမဲ့အဲ့ဒီအချက်လက်ကတင်ဘဝနဲ့ဆက်ဆက်မှုရှိနေတယ်ဆိုရင်တော့အဲရှိနေတယ်လို့ခံစားရရင်တော့ရုပ်တရက်ထူးခြားပြီးတော့ထင်ရှားသွားပါတယ်ပြောရရင် VIP တစ်စိတ်ကပ်လိုက်တယ်လို့ပေါ့ ဥပမာဈေးပွဲယူဆတစ်ခုဖြစ်တဲ့ရောင်းလို့အဝယ်လို့အောက်ကိုလိလာတဲ့အခါမှာအဲသူ့ရဲ့အတိတ်ပဲဖွင့်ဆိုချက်တွေကိုဖတ်ပြီးတော့စိတ်ကူးရင်တက်တက်လို့သိပြင်းစရာကောင်းပြီးတော့စိတ်ဝင်စားဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီယူဆကိုဂီတဖြိုပြပွဲလက်မှတ်ဝယ်တာနဲ့ချိန်ဆက်ကြည့်လိုက်မယ်ဆိုရင်ဥပမာကိုအရင်ကြက်ရတဲ့နာမည်ကြီး idol တယောက်ရဲ့ဖြိုပြပွဲလက်မှတ်ကချက်ချင်းကုန်သွားပြီးတော့နောက်နေ့မှပြန်ရောင်းတဲ့လူတွေကဈေးကိုတင်လိုက်တဲ့အခါမှာ ဝေလိုအားများပြီးတော့ရောင်းလိုအားနဲ့သဘောတရားကဒီလက်တွေ့ဘဝမှာပြီးဘလို့လှုပ်လှုပ်တည်းလဲဆိုတာကိုသင်ချက်ချင်းမြင်လာစေပါတယ်ဒီကိုပိုင်ဆက်ဆက်မှုကတဲ့အောင်တော့ကိုမညံကိုဆွဆွမြဲမြဲမှတ်တာကိုလုံးဆောင်ပြီးပါမိဖို့ပိုခက်သွားစီရပေါ့ဒါကြောင့်တင်ယူရခါမှာအသိပညာအသစ်တွေကိုကိုပိုင်အတွေ့အကြုံနဲ့အညွန့်တက်ပြီးပါဟိုမှာကိုက project management ကိုလေ့လာနေလို့ဆိုရင်အသိရလာမယ့်အားလည်းရဲ့အတွက်ခရီးတစ်ခုကိုစီစီနေတယ်လို့မြင်အောင်ကြည့်လိုက်ပါ ဒါမှမဟုတ်စိတ်ပညာ theory တခုကိုလေ့လာရတဲ့အခါမှာသင်ရဲ့မိတ်ဆွေတွေနဲ့ဆက်ဆံရေးမှာဘလို့ဖြစ်ပျက်နေရဲဆိုတာကိုစိတ်ကူးကြည့်လိုက်ပါဒီလိုကိုးပွားနဲ့ထိတ်ဆက်လိုက်တဲ့အခါမှာအုံနောက်ကအမမတ်တတာဆွဲနေအောင်တူလောင်ပေးပါရဲ့ဒီသဘောတရားရဲ့လက်တွေ့လေ့ကျင့်ခန်းအနေနဲ့ဒီနေ့အတွက်မရင်းနှီးတဲ့ဘဝရသုံးခုကိုရွေးလိုက်ပါပြီးရင်တခုချင်းစီကိုကဲရဲ့နေစဉ်ဘဝကတခုခုနဲ့ထိတ်ဆက်ကြည့်ဖို့စူးစမ်းကြည့်ပါအဲဒီကောင်မှဒီဘဝရတွေနဲ့အေးဆက်ပြီးတော့ဝေးခွာမနေရောပဲနဲ့ရှင်းလင်းထင်ရှားပြီးတော့အမှတ်မိလွယ်ရဆိုတာ သင်္ကတိထားမိလာပါလေ။အမှတ်နှစ် The Spotlight Effect ကျွန်တော်အုံနောက်ရဲ့အာရုံစိုက်မှုကအကန့်အသတ်တွေပဲရှိပါတယ်။အသူရဲ့လူဆောင်ပုံကဒီပြဆက်စင်ပေါ်က Spotlight နဲ့မိမောင်းထိုးပြသလိုပါ။မိမောင်းကတစ်ချိန်တည်းမှာဇက်ဆောင်တယောက်တည်းကိုပဲထိုးပြနိုင်မှာ။မိမောင်းကဒီနေရာကိုထိုးပြလိုက်တဲ့အခါမှာပဝန်းကျင်ကကျန်တဲ့အရာရအောင်အမောင်းထဲမှာမိမိန်သွားစေပါတယ်။ဒါကြောင့်မလို့အချိန်တည်းမှာအလုံမျိုးစုံလို့တာအာယုံဆိုင်မှုတစ်ခုကနေတစ်ခုကူးပြောင်းရတာကြောင့်အုံနောက်ကစွမ်းရည်ကိုပို့ပြီးတော့တုံးရပါတယ် ဇောက်ဖက်ရင်နဲ့အချိန်ထဲမှာပဲ message တွေ reply ပြန်နေအကူကတော့ဟိုတိအောင်လုပ်နေတယ်လို့ထင်ကောင်းထင်နေဒါပေမဲ့တကယ်တမ်းမှာတော့သင်ရဲ့အာရုံစိုက်မှုကပြောင်းနေတာပါအဲ့အကူပြောင်းတစ်ခုချင်းစီတိုင်းမှာစွမ်းအင်ကုန်ကြမှုတွေရှိပါတယ်ဒါကသင်ကိုပို့ပြီးတော့နှိကွေးလာစေပြီးတော့မတိမကျမှုတွေလည်းပို့ဖြစ်လာစေဒါဆိုရင်ဘာလို့သင်လဲဒီမှာ viewer ၃ခုရှိပါတယ်နံပါတ်၁ viewer ကတော့နံပါတ်ကြီးပုံမှုတို့တက်နစ်ပါသူကတော့တိုင်မာကို25မိနစ် ချိန်ထားပါပြီးရင်အဲ့ဒီချိန်တွင်မှာအလုပ်တစ်ခုတည်းကိုပဲအာရုံစိုက်ပါဖုန်းနေမချိနဲ့တခြားအလုပ်ကိုလည်းမပြောင်းနဲ့ဒီအာရုံစိုက်မှုကိုအလုပ်တစ်ခုတည်းမှာပဲထားလိုက်တာပါတိုင်မာက25မိနစ်ပြည့်သွားလို့ညီလာတဲ့အခါမှာအဲ9မိနစ်လောက်နားလိုက်ပါလမ်းနေပိုင်းထားလျှောက်လိုက်ပါဒီလိုဆိုရင်တင်းရဲ့အာရုံစိုက်မှုကပိုအားကောင်းလာပြီးတော့ပိုပြီးတော့ရေရှည်ခံနိုင်ရှိလာပါနံပါတ်1ပြူအားတော့ရှင်းလင်းနေတယ်လေပါလုံးတစ်ခုကိုမစားခင်မှာကိုအလုလုံးမဲ့စပွဲကိုရှင်းနေတာပါဖုန်းကိုဝေးမှထားပါ အုံနောက်ကိုချက်ပြပေးတဲ့အနေနဲ့တန်ရှင်းတဲ့ပဝန်းကျင်တစ်ခုကိုဖန်တီးပါ။အာဒီပဝန်းကျင်ကိုရောက်ပြီဆိုရင်ငါဒီလောက်ကိုလောက်ရအောင်မယ်ဆိုတော့အချက်ပြမှုမျိုးအဲအခုချိန်မှာဒီတစ်ခုကပဲအရေးကြီးတယ်ဆိုရင်ဇက်စင်ပေါ်မှာဇက်ဆောင်တယောက်တည်းကိုထားပြီးတော့တခြားအာယုံထွေပြတဲ့အရာတွေကိုဒီကလကနောက်ခွေကိုပို့လိုက်တယ်လို့မျိုးနံပါတ်3ပြပါကတော့အလုပ်တွေကိုအဆင့်ငယ်လေးတွေဖြစ်ခွဲခြားလိုက်တာပါ အပန်းတိုင်းအကြီးကြီးတွေကိုချမှတ်တာကျွန်တော်တို့ကိုစိတ်ရှုပ်စေပါတယ်။အတုတေသနာစာရင်းတစ်စောင်ကိုပြီးအောင်ရေးမယ်လို့ကိုကိုပြောမယ်စား ဝမ်းချတကြောင်ကစပြီးရင်းမယ်ဆိုပြီးတော့စကြည့်လိုက်ပါဒီအစိမ့်ငယ်လေးတစ်ခုပြင်းပြောင်းသွားတဲ့အခါမှာဒိုပါမင်းထွက်လာတဲ့အတွက်ကိုကိုကို reward ပေးခံရတယ်လို့ခံစားရပြီးတော့ဆက်လုပ်ဖို့အတွက်ပို့ပြီးတော့လွယ်ကူစေပါတယ်လက်တွေ့လုပ်ကြည့်အောင်အတိုင်းမှာကို25မိနစ်တတ်မှတ်လိုက်ပါစပွဲကိုရှင်းပြီးတော့တိုင်းမှာမြည်တဲ့အထိဒီအလုပ်တစ်ခုလေးကိုပဲလုပ်ကြည့်ပါမိမောင်းကနေရာတစ်ခုလေးကိုပဲထိုးပြတဲ့အခါမှာစစ်မှန်တဲ့အာရုံစိုက်မှုဆိုတာဘယ်လိုမျိုးလဲဆိုတာကိုခံစားကြည့်ပါနံပါတ်3 the zygonic effect ကျွန်တော်တို့တွေဘယ်နှချိန်လောက်အချိန်ဆွဲခဲ့မိကြသလဲဆိုတော့သတိရမိပါလားဒါဟာအနေတန်းတော့ပြေးရတာကြောင့်မဟုတ်ပါဘူးမကြကနာဆိုသူဖြစ်တတ်တာဒီအလုတ်ကရမ်းချီလို့နဲ့ရမ်း heavy ဖြစ်လို့နဲ့လို့ခံစားရပြီးတော့အုံတော့ကဘယ်ကစားရမှန်းမသိတော့တာကြောင့်ပါဒီနေရာမှာဇိုင်ဂါနစ် effect ကအကူအညီဖြစ်စေပါတယ်ဒီသဘောတရားကကျွန်တော်တို့ရဲ့အုံတော့ကမပြီးဆုံးသေးတဲ့အလုတ်တွေကိုပြီးဆုံးသွားတဲ့အလုတ်တွေထပ်ပို့ပြီးတော့တစ်ခုတည်းရမှတ်မိနေတယ်ဆိုတာကိုပြောတာပါဒီနေရာဖြင့် အတင်းတစ်ခုကိုစားလိုက်ပြီးဆိုတာ ਨੇ အုံနောက်ကနောက်ွယ်မှာ mental reminder ဆိုတဲ့စေအမှတ်တာတစ်ခုကိုဖွင့်ထားလိုက်ပါတယ်ပြီးတော့အဲ့ဒါကိုပြီးအောင်လုပ်ဖို့အသင်ကိုတောက်လျှောက်တွန်းပြနေတတ်ပါတယ်ဒါကြောင့်မို့စားတင်လိုက်တာပြီးဆုံးအောင်လုပ်ဖို့အတွက်ပို့ပြီးတော့အရေးကြီးပါတယ်ပထမဆုံးအစားပြုလိုက်တဲ့ခြေလမ်းသေးသေးလေးတစ်ခုအရမှာဒီလုပ်ငန်းစဉ်ကြီးတစ်ခုအတွက်စတင်ဖို့လုံလောက်ပါတယ်။တင်စောက်သူကြီးတို့ဖတ်ချင်တယ်။တတွယ်လုံးပြီးဖတ်မယ်လို့ကတိပေးမယ်စား။အစားတစ်မျက်နှာပဲဖတ်မယ်လို့တင်ကိုတင်ပြောလိုက်ပါ။စားလိုက်တာနဲ့တင်အောင်တော့ကအင်း ောက်တစ်မျက်နှာတော့ထပ်ဖက်လိုက်ရမလားဆိုပြီးတော့ဖြစ်လာတတ်ပါတယ်။တင်သတိမထားမိခင်မှာပဲစာမျက်နှာ၄၅မျက်နှာတော့ဖတ်မိနေပါ။နောက်တစ်လှည့်ခွက်တစ်ခုကတော့ဒီ open loop method ပါ။အစုံမတက်သေးတဲ့နည်း။လူတစ်ခုကိုတမင်တကာပြီးအောင်မလုပ်ဘဲနဲ့ရပ်ထားလိုက်တာပါ။ဥပမာစာရေးနေတဲ့အခါမှာအဲစာပိတ်တစ်ပိတ်ကိုအပြီးမတက်ပဲခြံထားလိုက်တာ။နောက်တစ်နေ့ချရင်တင်းရဲ့အုံနောက်ကပြန်မှတ်နေပြီးတော့အဲဒါကိုပြီးအောင်လုပ်ဖို့စီအားထက်တန်နေပါ။ဒါကဒီဇံဝင်မှု ချိန်နဲ့ flow state တွေကိုပြန်ရောက်ဖို့အတွက်ပိုလွယ်ကူစေပါတယ်။ဆိုတော့လက်တွေ့လုပ်ကြည့်အောင် sound တော့ကိုယူပါ9မိနစ်လောက်ကြာအောင်စာပိုက်တူလေးတစ်ခုကိုပဲဖတ်ကြည့်ပါ။ဒီအုံတော့ကဆက်ဖက်ချင်နေတာကိုသိထားမိပါလိမ့်မယ်။နံပါတ်၄ The spacing effect ။ဆောမီဝင်နာနေမှာတ냐လုံးမအိမ်ပဲတွန်းချက်ပြီးတော့နောက်တစ်နေ့မှာအားလုံးမိသွားရဲ့အတွေ့အကြုံမျိုးရဲ့အတွေ့အကြုံတွေရှိပူးကြမှာပါ။ One subject one night တမားတယ်။အကြောင်းရင်းကတော့ပညာဆိုတာခိုင်မာဖို့အတွက်အချိန်လိုအပ်ပါတယ်။ဒီ spacing effect က အချိန်ချားထားတဲ့သင်ယူမှုကတစ်ချိန်နဲ့တွန်းကျက်တာတည်းတည်တည်တာပိုထိရောက်တယ်ဆိုတာကိုပြရပါ။အပင်လေးကိုရေလောင်းတာနဲ့မြေအောင်ကြည့်ပါ။တစ်ခါတည်းရေပုံးကြီးအဖြစ်တွန်းလောင်းလိုက်မယ်ဆိုရင်အမြင့်တွေကရေကိုမဆုတ်လွနိုင်မယ်နဲ့ရေတွေကစီးဆင်းပြီးတော့အများစုကဆုံးရှုံးသွားပါလိမ့်မယ်။ဒါပေမဲ့နေ့စဉ်ရေနည်းနည်းစီပဲလောင်းပေးမယ်ဆိုရင်မြေကြီးကဆုတ်ယူနိုင်ပြီးတော့အမြင့်တွေကပိုအားကောင်းလာပါမယ်။မှန်ညာကလည်းဒီလိုပါပဲ။တစ်ခါတည်းတွန်းကျက်တာတည်းန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 ည်းချင်းစီ တ်မယ်ဆိုလို့ရှိရင်အုံနောက်ကပို့ပြီးဆွဲယူမယ်။ဒါဆိုရင်ဒီအချက်ကိုဘလူးသုံးချမယ်။မင်းနဲ့အလုံး90လောက်ချက်ဖို့ရှိရဆိုရင်အားလုံးကိုတစ်ချိန်တည်းမှတ်ဖို့အကျိုးသာပါ။သုံးရဆောင်လောက်꿰ပြီးတော့ချိန်ချားပြီးတော့မှပြန်ပြီးတော့သုံးသက်ပါ။ဥပမာနောက်တစ်နေ့မှပြန်ပြီးတော့သုံးသက်တာမျိုး။နောက်သုံးရကြာနောက်တစ်ပတ်ကြာမှစသဖြင့်ဒီလိုမျိုးကြားချိန်ချိန်ချားလိုက်တာမညံဘူးပို့ပြီးတော့ခိုင်ပါလိမ့်မယ်။နောက်တစ်ခါညနေတက်တီစာချက်ဖို့စိတ်ကူးရှိတယ်ဆိုရင်တင့်အောင်တော့ကစီးချက်ညီနေတဲ့ ချိန်ချားပြီးလေ့လာမှုကိုပို့ပြီးတော့နှစ်သက်တယ်ဆိုတာကိုအလွန်ကြုံလက်မခံဘူးဆိုတော့တတိယပါ။နံပါတ်5ချက်က dual coding theory ဖြစ်ပါတယ်။ရုပ်ပုံတစ်ပုံကစကလုံးတစ်ထောင်နဲ့ညီမျှတယ်ဆိုတဲ့စကားကိုကြားဘူးလား။စိတ်ပညာမှာအဲ့ဒီချက်ကိုသိပ္ပံနေကြထောက်ခံချက်ရှိပါတယ်။ dual coding theory ရာကျွန်တော်ရဲ့အုံနောက်ကအချက်လက်ကိုစကလုံးမြင်ကွင်းဆိုတဲ့လမ်းကြောင်းတစ်ခုကနေမြင်မြင်ဆန်းဆန်းလက်ခံလို့ဆောင်ပါတယ်။အခုလုံးကိုတပြိုင်နက်သုံးတဲ့အခါမှာမှတ်ဉာဏ်က ပို့ပြီးတော့ခိုင်းမှလာတော့အဲဖိုင်တစ်ခုတည်းကိုကွန်ပျူတာမှာရော cloud မှာရောနှစ်ခုနှစ်နှစ်နေရာမှာတင်လိုက်တယ်လို့ね solar system ကိုဥပမာကြည့်ကြည့်အောင် bodhu mercury တောက်ကြ venus ကဘာ at အင်္ဂါမားဆိုပြီးတော့ဒီစာသားကြီးပဲချက်နေမဲ့စာအတူပဲပုံချမ်းလေးဒီပက်လန်းလေးနဲ့ဂျိုးရဲ့အယောင်လေးတွေနဲ့ဒီလိုမျိုးဆွဲပြပြီးတော့မှ တွဲပြီးတော့ဖက်လိုက်မယ်စကလုံးတူလေးနဲ့အတူကောက်စကလုံးလေးနဲ့တွဲဖက်လိုက်မယ်ဆိုရင်အဟောင်းအုံနောက်ကပို့ပြီးတော့တည်တည်ချာချာမှတ်သားလိုက်ပါ ဒါကြောင့်မလို့ mind map တွေပုံချမ်းတွေ doodles တွေဆိုတာအလားစင်တာတတမှုစွမ်းအားရှိရဲ့မှတ်ဉာဏ်ကြိယာတွေအကျဉ်းပြုချက်နှစ်ခုကတော့အယူဆစိတ်ကူးတစ်ခုကိုတင်ယူတဲ့အခါမှာသူ့အတွက်တင်ကေတာဒါမှမဟုတ်လို့ရှိရင် ပုံချမ်းရိုးရိုးလေးဆွဲပြီးတော့မှတ်ပါဘဝရတွေမှတ်သားတဲ့အခါမှာဘေးမှာရုပ်ပုံလေးဆွဲပြီးတော့မှတ်ပါဒီပုံလေးတွေဆိုတာကလီကလာဆိုင်တယ်လို့ထင်ရပေမဲ့အတိအုံတော့ရဲ့မြင်ကွင်းစနစ်ကိုလှုံ့ဆော်ပြီးပြီးအညံကိုအားကောင်းစေပါတယ်။ဒါကြောင့်စကလုံးတွေကို ရေးုံနေမကဘဲနဲ့မြင်အောင်လဲကြည့်တတ်ဖို့လိုပါတယ်။တင်းရဲ့မျက်လုံးနေနဲ့ဘာသာစကားကိုအတူတူအလုပ်လုပ်စေခြင်းအပြင်တင်းရဲ့တင်ယူမှုဆိုတာကနှစတူတော့ပါလိမ့်မယ်။အမှတ်၆ကတော့ the self reference of it ပါ။ကျွန်တော်အလုံးရဲ့အနှစ်သက်ဆုံးအကြောင်းအရာကဘာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ပါဒါအတ္တချေအောင်မဟုတ်ပါဘူးဒါအုံနောက်ရဲ့တဘာဝလို့ဆောင်မို့ self reference of fact ကကျွန်တော်တို့ဟာကိုယ်တိုင်နဲ့ဆက်ဆက်တဲ့အချက်လက်တွေကိုပို့ပြီးတော့နည်းနည်းဆိုင်ဆိုင်မှတ်မိရဲဆိုတာကိုထောတာပါအပေါ်ဆုံးက ကော်တေးပါတီဖန်နီကဆင်းပါတယ်။ဥပမာတင်တမိုင်းမှန်တာရက်ကိုလိလာနေဆိုပါဆိုမင်းတို့မင်းလက်ထက်ကပြုပြင်ပြောင်းလဲမှုတွေမင်းတို့မင်းလက်ထက်ကလှုပ်ဆောင်မှုတွေမှတ်သားရတာပြင်းစရာကောင်းပါတယ်။ကိုယ်နဲ့မှမဆိုင်ဘူး။ဒါပေမဲ့တင့်ကိုတင်ဒီလိုမေးကြည့်ပါ။ငါသာအဲ့ဒီခေတ်မှာနေထိုင်ခဲ့ရမယ်ဆိုရင်ဘယ်လိုခံစားရမလဲ။ငါဘဝအတွက်ဘာတွေပြောင်းလဲသွားနိုင်မလဲ။ဒီလိုမေးခွန်းတစ်ခုတည်းကတမိုင်းကိုဒီ theory ဖြစ်ကနေကိုယ်တွေ့ကြုံဖြစ်ပြောင်းလဲသွားစေပါရဲ့။ဒါကိုဘယ်လိုသုံးချမလဲ တင်းနေတဲ့အကြောင်းအရာတွေကိုကိုပိုင်မိခုံးနေနဲ့ချင့်ကပ်ပါဒီအချက်လက်ကကိုအတွက်ပါလို့ဆိုတော့ဒီသဘောတရားကကိုရဲ့နေစဉ်ဘဝမှာဘလို့အသုံးချနိုင်မလဲဒါကကိုရဲ့အတွေးကိုဘလို့ပြောင်းလဲစေနိုင်မလဲဒီလိုလှုပ်ဆောင်ခြင်းအပြင်သင်ယူမှုကိုလက်တွေ့ဘဝနဲ့ချိတ်ဆက်လိုက်ပြီးတော့အုံနောက်ကိုဒီအချက်လက်ကအရေးကြီးတယ်လို့အချက်ပြလိုက်တယ်လို့ဖြစ်သွားစေပါတယ်ဒါဆိုရင်တင်းအုံနောက်ကသူ့လိုလိုဒါကို long term memory တင်းစီထားလိုက်ပါလားနံပါတ်9ကတော့ the fineman technique ပါတရားရုံးနာမည်ကြီးရဲ့လေးလာနေတကူပါ ရှုပ်ထွေးရဲ့အကြောင်းအရာတွေကိုရှင်းရှင်းလင်းလင်းရှင်းပြနိုင်တာနက်ရှိုင်းနဲ့နားလည်မှုရဲ့လက္ခဏာပါဒီနေရာမှာ Feynman technique ကအရန်သုံးဝင်ပါဒီနည်းလမ်းကို Nobel ဆုရှင်ယူဘဗီလာပညာရှင် Richard Feynman ကတည်ထောင်ခဲ့တာဖြစ်ပါတယ်အသူ့ကိုကြီးမြတ်ဆုံးသောဆရာတူ The Great Teacher လို့တော့မှသမုတ်ကြပါတယ်ဘာလို့လဲဆိုတော့သူ့နည်းလမ်းကအရန်ရိုးရှင်းလို့လို့ကလေးငယ်တယောက်ကိုရှင်းပြနိုင်အောင်ဒီရိုးရှင်းအောင်ရှင်းပြရပါဒီနည်းလမ်းမှာအဆင့်ဒေးစင်းနဲ့လှုပ်ဆောင်နိုင်ပထမအဆင့်ကတော့သင်သင်ယူခြင်းနဲ့အကြောင်းအရာကိုရွေးပါအဲဥပမာ quantum theory တွေကဒီ superposition ကြောင်းပဲဖြစ်ဖြစ်ပေါ့နော်ဒုတိယအဆင့်ကတော့တင်ရှင်းပြမဲ့ရှင်းလင်းချက်တွေကိုစာရေးပုံမှန်ချရေးပါကလေးတယောက်နားလည်အောင်ရှင်းပြရမယ့်ပုံစံနဲ့ရေးပါအတင်ချာညီမြခြင်းတွေရှော့တွေးတဲ့ဝါရတွေမတုံးမဲ့နဲ့ရိုးရိုးရှင်းရှင်းပဲရေးပါတတိယအဆင့်အနေနဲ့အဲ့လိုရှင်းပြတဲ့နေရာမှာပေါ်လာတဲ့လိုအပ်ချက်တွေကိုပြန်ဖြည့်ပါအဲရှင်းပြနေတဲ့တင်ရက်သွားတဲ့နေရာတို့မှရှုပ်ထွေးသွားတဲ့နေရာတွေဟာတင်းရဲ့နားလည်မှုမှာအားနည်းချက်ရှိနေတဲ့အဲ့ဒီနေရာတွေကိုပြန်လေ့လာပါ အနောက်ဆုံးသရုတ်တအဆင့်ကတော့ရှင်းလင်းပြီးတော့ရိုးရိုးရှင်းရှင်းဖြစ်အောင်ပြန်ပြီးတော့ပြင်ဆင်ပါနောက်ဆုံးမှာတင်းရဲ့ရှင်းလင်းချက်ကိုတင်းကိုယ်ပိုင်စကားနဲ့ပို့ပြီးတော့ရှင်းအောင်ပို့ပြီးတော့တိကျအောင်လုပ်ပါဒီနည်းလမ်းကတင်းကိုအပေါ်ရန်အဆင့်ချက်မှတ်ထားတာတွေကို တူးဖော်ပြီးတော့ net shine နဲ့နားလည်မှုကိုအများမကဖန်တီးပေးပါတယ်ဒါကြောင့်တင်းယူပိုင်းတင်းယူပိုင်းတင်းကိုယ်သင်စမ်းသပ်ပါဒီအကြောင်းအရာကိုလူတစ်ယောက်ကိုရှင်းပြရမယ်ဆိုရင်သူနားလည်အောင်ဘယ်လိုရှင်းပြမလဲဒီလိုလူချင်းအဖြစ်အသင်းရဲ့နားလည်မှုကိုပုံမှန်ခိုင်မာစေပြီးတော့ ဥညာဉ်ထဲမှာပုံမှန်နှက်ဆိုင်စွာအမြင့်တည်စေပါလိမ့်။မိခုံးချို့အနေနဲ့ဒီနေ့ဆွေးနွေးခဲ့တဲ့စိတ်ပညာသဘောတရားခုနှစ်ခုကိုပြန်ပြီးခြုံငုံကြည့်မယ်ဆိုရင်အမှတ်၁ cocktail body effect တင်ယူမှုကို သင်ဖို့နဲ့ဆက်ဆက်လိုက်ပါ။ဒါဆိုရင်အုံနောက်ကအလိုလိုသင်စီထားပါလိမ့်မယ်။အမှတ်၂ the spotlight effect တစ်ချိန်တည်းမှာအလုပ်တစ်ခုထက်ပိုလုပ်တာကိုရှောင်ပါ။အာယုံစူးစမ်းမှုကိုတနည်းအားဖြင့်မှာပဲထားလိုက်ပါ။အမှတ်၃ဇိုင်ကားနီ effect ပြီးအောင်လုပ်ဖို့မတက်နိုင်ခင်တော့မှစတင်လိုက်ပါပထမဆုံးခြေလှမ်းသေးသေးလေးကလုပ်ငန်းစဉ်ကိုစတင်ဖို့လုံလောက်ပါတယ်နံပါတ်၄ the spacing effect ညနေချိန်ထိမိဘဲစာချက်တာတဲ့တင်ယူမှုကိုအချိန်ကြာပြီးတော့ပြန်သုံးသပ်ပြီးတော့ကျက်ပါနံပါတ်၅ dual coding theory စကလုံးတွေကိုရုပ်ချုပ်ပုံတွေကိုပါသုံးပါတဲ့မျက်လုံးတွေနဲ့ဘာသာစကားကိုအတူတူအလွတ်လွတ်စေပါနံပါတ်၆ self reference effect တင်ယူမှုတိုင်းကို တင်ကိုယ်တိုင်နဲ့ဆက်ဆက်လိုက်ပါဒါဆိုရင်တင်အောင်တော့ကပို့ပြီးတော့ခရီးဆိုင်လာပါလေနံပါတ်9 the fineman technique ခလီတယောက်ကိုရှင်းပြနိုင်လောက်တဲ့အထိရိုးရှင်းအောင်ရှင်းပြပါဒါဆိုရင်တင်းရဲ့နားလည်မှုကိုစစ်ဆေးပေးတာဖြစ်သွားပါလေဒီနည်းနဲ့ခုနကက theory တသက်မဟုတ်ပါဘူးလက်တွေ့သုံးနိုင်တဲ့ကိရိယာတွေပါဒါတွေကိုတင်းရဲ့သင်ယူမှုတွေမှာအသုံးချလိုက်မယ်ဆိုရင်သင်ယူမှုကပုံမှန်တစ်ယောက်ပြီးတော့ကြာရှည်ခံပြီးတော့ပို့ပြီးပြောစရာကောင်းလာတာကိုတွေ့ရပါလိမ့်မယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါနောက်ထပ်ပြန်ဆောင်ကြအောင်